ချမ်းပြည်နယ်မြောက်ပိုင်းဝါကိုပိုင်းအုပ်ချုပ်ခွင့်ရအတိုင်းပန်လုံမြို့မှာရှိတဲ့မြမတက်မတော်စခန်းတွေနဲ့ UWSA ဝါတက်မတော်စခန်းတွေဟာအလွန်နီးကပ်နေတာကြောင့်တိုက်ပွဲ ဖြစ်မှာကို မြို့ကန်တွေစိုးရိမ်နေကြပါတယ်။ခွန်စော်ဦးသတင်းပေးပို့ထားပါတယ်ရှင်။အစိုးရထိန်းချုပ်နယ်မြေဝါကိုပိုင်းအုပ်ချုပ်ခွင့်ရအတိုင်းပန်လုံမြို့မှာရှိတဲ့မြမတက်မတော်ရဲ့စစ်ကန်းကုန်းတွေနဲ့ UWSA ဝါတမတော်ရဲ့အင်္ဂလိပ်ဘန်ကာစကန်းတွေဟာအရန်ကိုနီးကပ်နေတာကြောင့်အချိန်မရွေး ထိတွေ့မှုတွေဖြစ်နိုင်လို့ပန်လုံမြို့ကန်တွေကတိုက်ပွဲတွေဖြစ်မှာကိုစိုးရိမ်နေကြတာပါဒီပမာတက်နဲ့ဝါတက်နဲ့ကတက်ပြီးတော့လည်းမဝေးကြဘူးပေါ့နော်လမ်းပြီးတော့မှဟိုချိန်နေတာပြောမဆိုရင်အဲ့ဒီဝါတက်ကဆိုရင်24နာရီမီးရတယ်ကျမတို့ကမီးမများသူတို့ကအများတန်းမီးမောင်းထိုးနေတာဒီပန်လုံကိုလေဝါနဲ့ပမာနဲ့အဲ့လိုမျိုးဖြစ်မယ်ဆိုရင်ကျမတို့ကပို့ပြီးတော့ဒုက္ခရောက်မှာပေါ့နော် ပြေးစရာနေရာလဲကို့မှာမရှိဘူးပြောမစို့ဒီဘက်ပြေးမယ်ဆိုလဲဝါဒီဘက်ပြေးရင်လဲဝါပဲပပလဲရဝါဝိုင်းနေလဲကို့လဲဝါလူမျိုးပါပဲဒီဒဲအိုးကြီးတဲမှာပူပူညက်ညက်ကြိတ်သွားမှာပေါ့နော်ကျမတို့ကတော့တေချာပေါက်ကိုကြည်မှာပဲဟိုပံမျိုးကနေပံလုံမျိုးကိုတွားတဲ့ကာလန်နဘေးကပံကောက်ရွာအနီးနဲ့လမ်းတစ်လျှောက်မှာရှိတဲ့အဓိကကြားတဲ့တောင်ကုန်းတွေပေါ်မှာဝတ်တမ်တော်ကအခိုင်မာဘန်ကားတွေဆောက်လုပ်ပြီး တက်ဆွဲထားတယ်ဆိုပေမဲ့လက်ရှိချိန်ထိပန်လုံမြို့ပေါ်မှာပုံမှန်အတိုင်းတွာလာနေထိုင်နေကြတယ်လို့မြို့ကန်တူဦးကဆိုပါတယ်။ဟုတ်ကဲ့နှီးတာတော့နှီးပါတယ်ဒါပေမဲ့ဒီလိုဟိုကတော့အရှုပ်ရှုပ်ရှက်ရှက်တော့မရှိဘူးခင်ဗျာ။အလုတ်ကင်စားတောက်တာလဲအခုနဟိုအခြေအနေပေါ်မှာမူတည်ပြီးတော့အရင်အတိုင်းပါပဲတွာလာလှုပ်ရှားကြပါတယ်ခင်ဗျာ။ပန်လုံမြို့တွာရလန်တဘေးကဝါတမ်လော်ရဲ့စစ်စခန်းတွေဟာတကြောပြန်ကိုကန့်တိုက်ပွဲတွေဖြစ်ပွားချိန်မှာရောက်ရှိလာကြတယ်လို့ဒေတာကန်တွေကဆိုကြပါဗျ။ ီကိစ္စနဲ့ပတ်သက်ပြီးလာရှုံမြို့မှာရှိတဲ့ UWSA ပြင်ပဆက်ဆံရေးယုံကတာဝန်ရှိသူတကူကိုမင်းမြန်းရမှာတော့အဲ့ဒီစကန်တွေဟာဟိုအရင်ကတည်းကဆောက်လုပ်ထားတဲ့စကန်တွေဖြစ်တယ်လို့ DBB ကိုပြောပါတယ်ကျွန်တော်ခွန်စောဦးပါ